မင်္ဂလာဖြာဖြာစုံစည်းရလပေးချန်သူပညာနဲ့ယူနေအင်ဂျင်းမှုခီးတွားရေးမြင့်တင်ရေးဆွေးနွေးပွဲကိုစတေမန်ဆက်ကိုရဲ့မုံလဲပိုင်းကရန်ကုန်တရုတ်ယဉ်ကျေးမှုစံတော်မှာကျင်းပခဲ့ပါတယ်။ဆိုဝါခန္ဓာကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံမှာတာဝန်ရှိသူတွေတရုတ်ယဉ်ကျေးမှုစံတော်ရဲ့တာဝန်ရှိသူတွေယူနေပြည်နယ်ယဉ်ကျေးမှုနဲ့ခီးတွားရေးဆိုင်ရာတာဝန်ရှိသူတွေဖိတ်ကြားထားတဲ့ဧည့်သည်တွေတက်ရောက်ခဲ့ကြပါတယ်။ လပတ်ရင်ကျိမှုနယ်ပယ်မှာအထင်ကရအမှတ်တင်ကြတာဖြစ်ပြီးတရုတ်ရိုးရလပတ်အတတ်ပညာနဲ့ဆက်ဆက်လေးထားတွေဟာ UNESCO ရဲ့ရမန်ရင်ကျိမှုအဖြစ်2022ခုနှစ်နိုဝင်ဘာမှာစာရင်းဝင်ခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံးမှတန်မှုကြီးကပြောကြားခဲ့ပါတယ်။ကနမှာ UNESCO ဘီနေရဲ့ချီနူးဖွဲ့ရာဗီဒီယိုပြသတာတွေ UNESCO ဘီနေရဲ့တောတောင်ရင်းမြေတဘာဝအလှတွေနဲ့ရရှိဖွဲ့ရာဘဝနေထိုင်မှုတွေကိုပုံဖော်ထားတော့မင်္ဂလာရှိသောနေလေးတနေ့လို့အမည်ရတဲ့ဒေသချင်းနဲ့၎င်း လာပါတော့မင်းမျိုးလေးလိုနမေရတဲ့တိုင်းသူများအကနဲ့ဖြောပြထားရီမောင်ကြောင်သားလေးရဲ့မိသားအတီးလိုနမေရတဲ့ဒေသချင်းနဲ့ဖြောပြထားရီကိုလည်းပြုလုပ်ခဲ့ပါတယ် မန်ဆိုင်ရကတော့ဇက်ဆောင်ရဲ့အခြေအနေကိုပုံစံမျိုးမျိုးနဲ့ဖော်ညွှန်းတဲ့အော်ပရာမင်နဖုန်းနဲ့တင်ဆက်တာရီရီတိုင်းသားတို့မြေလိုနာမည်ရတဲ့အကာလာရီမီးအောင်လယ်မှာတရုတ်နိုင်ငံတို့နာမည်ရတဲ့ဒေသချင်းတွေနဲ့ဖြောဖြေးတင်ဆက်ခဲ့ပါတယ်舍去了暖流淌。 远山村落，火苗闪烁，渐渐明亮小康的思索。归港的船帆从灯塔掠过,过，追梦脚步月下交错，广场。 အဲ့ဒီခံထားတဲ့သူယူနယ်နယ်ကတိုင်းသားတွေရဲ့ဒေတာထွက်အစားအစာတွေနဲ့ရိုးရာရင်ကျင်းမှုဆိုင်ရာပြပွဲကိုလည်းပြုလုပ်ခဲ့ပါတယ်။